ထိုင်းမြန်မာနယ်စပ်ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNNA တပ်မဟာခုနှစ်နေမြေအတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KNNA နဲ့ပူးပေါင်းတပ်တွေက မေလ16ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်ကွီးလူတပ်စခန်းဟာ1985ခုနှစ်ကာလကတည်းကတည်ရှိခဲ့တာဖြစ်ပြီး KNNA နဲ့ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ပူးပေါင်းတပ်တွေကတရက်အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ်ချင်းတို့အတွင်းမှာပဲကျွန်တော်တို့ရရှိတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့သိသလောက်ဆိုရင်စစ်ကောင်စီဘက်ကတပ်သားတွေရဲ့စိတ်တက်ရေးရပိုင်းဆိုင်ရာအရာပေါ့နော်သူတို့မှာတိုက်ခိုက်လို့စိတ်လည်းမရှိတော့ဘဲနဲ့လက်နဲ့ချအရှုံးပေးကျင်တဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေကများပြားနေတာကိုကျွန်တော်တို့သိရှိရပါတယ်အများဆုံးကတော့များသောအားဖြင့်ကျွန်တော်တို့ကတော့ဟိုထွက်ပြေးတာလို့တော့ကျွန်တော်တို့ဟိုတည်င်းရရှိတာပေါ့နော် ိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်ထုတ်ပြန်တာဖြေကြားတာမရှိသေးပေမဲ့ KIC သတင်းဌာနရဲ့ဖော်ပြချက်အရမုတ်ကွေးလူသက်စခန်းမှာအင်းအား90လောက်ရှိပြီးတိုက်ပွဲဖြစ်ပွားချိန်မှာ40ကျော်ဟာလက်နက်သွေးနဲ့အတူထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီးစနစ်မမ60မမလက်နက်ကြီးတွေအပါအဝင်လက်နက်ခဲယမ်းတွေကိုလည်းတင်ပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ KNN နဲ့ပူပေါင်းတပ်တွေဟာမေလ23ရက်နေ့ကလည်းမော်ကွီးလူသက်စခန်းအနီးကတာလီဘူဟာကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်။ဒါအပြင်မေလ9ရက်နေ့ကလည်းလီပနာဒီခေါ်တခေါ်ပြီးခွေးသက်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ထားတာပါ။ကျွန်တော်တို့ဘက်ကလည်းပဲဒီနှစ်ဆက်ဆိုတာနဲ့တပြိုင်နက်ပေါ့နော်ကျွန်တော်တို့ရဲ့အခြေခံနေမြေလဲဖြစ်တယ်လို့ကျွန်တော်တို့ရဲ့နိုင်ငံရေး ဟိုဂုံသိက္ခာနဲ့လည်းဟိုတက်ဆိုင်ပါရခင်ဗျစစ်ကောင်စီဘက်ကလည်းထုံနီ၎င်းပဲသူတို့ရဲ့စုံမုန်းနေမြေတွေလက်လွတ်လိုက်ရတဲ့အခြေအနေမျိုးနဲ့နိုင်ငံရေးအရလည်းပဲဆုံးရှုံးတဲ့သဘောအဲ့ဒါတွေတော့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျထိုင်းမြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့စခန်းသိမ်းတိုက်ပွဲတွေကြောင့်ဒေသခံပြည်သူ၄၀၀ကျော်ဟာထိုင်းနိုင်ငံဘက်ချမ်းမာလာရောက်ခိုလုံနေကြတယ်လို့မြေပြင်မှာရှိနေတဲ့ထိုင်းတည်တင်းရင်းမြစ်တွေကဖော်ပြပါဗျာ အရင်ကတိုက်ပွဲဖြစ်ပွားမှုနေခဲ့တဲ့တမဟာခုနှစ်နေမြေသေးမှာဒီနှစ်ဧပြီလကနေမေလအတွင်းလေးခေါ်ပူးလူတူလေးပနာတီတာလယ်နဲ့မော်ကွီးလူစတဲ့စခန်းငါးခုကိုတိုက်ခိုက်သိမ်းပိုက်ထားပါတယ်ပြောရအောင်တော့ဟိုဒီကြားရက်